ကဲဝိสารတွေ့ပြီးတဲ့အခါမှာပီတိဆိုတာဘလို့တွေ့ရလူတွေကတော့ပြောနေပီတိဖြစ်လိုက်တာပီတိဖြစ်လိုက်တာပီတိကတော့တွေ့တွေ့ဖို့လွယ်ပါလိမ့်မယ်နော်ပီတိဆိုနှစ်သက်တာ ခြေနှက်တာနှစ်သက်မြနိုးတဲ့မှတ်သားလက္ခဏာရှိတယ်နှစ်သက်မြနိုးလာလို့ရှိရင် ကိုရောစီရောလမ်းဆန်းလာတယ် တက်ကြွလာတယ်တက်ကြွလာတယ်ကိစ္စရှိတယ်ကိုရောစီရောနှံ့ပြီးဒီကုလုံးကျင့်တဲ့အားရတဲ့သဘောတွေဖြစ်လာတယ်အော်ဒစ်ချက်ပစ္စုပ္ပတ္ထနာစိတ်အားတွေတက်ကြွလာတယ်ပီတိဖြစ်ရင် စိတ်အားတွေတက်လာတဲ့သဘော စိတ်စိတ်တက်ကြသွားတဲ့ပုဂ္ဂိုလ်မှာပီတိမရှိဘူး။နော်စိတ်တက်ကြသွား depression ဆွဲဖြစ်သွားလို့ depression ဝင်သွားပြီဆိုရင်စိတ်တက်ကြသွား။အခုကပီတိရတာမဟုတ်စိတ်တက်ကြွလာ။ဘာဖြစ်အတက်တရောဖြစ်လာ။စိတ်ကတက်ကြွလာ။စိတ်တက်ကြွလာတဲ့အနေအထားမျိုး ဝန်တာရဲ့ချီနူးတယ်ချိန်တ်တယ်ဆိုတဲ့ဟာတွေ ਨੇ ပီတိရဲ့သဘာဝတရားကိုရှာတွေ့ရပဲဖြစ်မယ်အဲ့တော့သူ့ရဲ့လက္ခဏာကတံပိယယနာလက္ခဏာနှစ်ချိုက်တယ်မျက်နှိုးတယ်ကိုတွေ့နေတဲ့အတွေ့အာယုံတစ်ခုကိုနှစ်ချိုက်တယ်မျက်နှိုးတယ်အဲ့တော့ပီတိပီတိဆိုတာ စိတ်ကအာယုန်လေးတစ်ခုပေါ်မှာခြေနဲ့နေရင်ဒါပိတိကြောင့်မလို့ခြေနဲ့တာ ပိတိရဲ့ဆွမ်းဆောင်မှုလို့ပြောတယ်ပြောရပြောကြတာပဲလူတွေပိတိဖြစ်လိုက်တာပိတိဖြစ်လိုက်တာဘယ်လိုဖြစ်လဲဆိုတာကိုယ့်အကိုအသိဆုံးပေါ့နော်ပိတိဖြစ်ရင်ကိုယ့်အကိုအသိဆုံးပဲအဲ့တော့တံပိယရဲ့နာလက္ခဏာအာယုန်ကိုခြေနဲ့နေတဲ့သဘောလေးဖြစ်တယ် ကာယစိတ်တပိဏနာရတာဖရဏရတာတကူလုံးစိတ်တရောအကုန်လုံးလွှမ်းခြုံပြီးတော့နှစ်ချိုက်ရှင်လန်းတဲ့သဘောကိုဆောင်နေအဲ့ဒီကိစ္စရှိတယ်ဥတ္တကြပစ္စုပ္ပတ္ထနာစိတ်အားတွေဓာတ်တက်လာတယ်စိတ်အားတက်စေတဲ့သဘောတရားလို့ဒါပိတိကိုတွေ့ခြင်းပဲဖြစ်တယ်အဲ့ဒီပိတိကိုတွေ့လိုက်တဲ့အခါမှာလည်းပဲဝိတိတာ ဥပ္ပစ္စံတိဖြစ်လာတာလေတည်တည်ချာချာသိတယ်ဝိရိတဥပ္ပထာန်တိပိဋိတဝဝရလည်းထင်းထင်းရှားရှားကြီးသိတယ်ဝိရိတဥပ္ပထံကိစ္စံတိကိစ္စတိသိသာသာကြီးပြတ်သွားတာလေသိသာသာသိလိုက်တယ်ဆိုဒါအတိညာဟာပြီးတဲ့အခါကျတော့ဖြစ်တာကိုလည်းတွေးလိုက် ပြတ်တာကိုလည်းတွေးလိုက်တဲ့အခါကျဩဒီသဘောဝတရားတွေဟာအခုလို့ ကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာပြီးတဲ့နောက်ဒီလိုပဲပျောက်ွယ်သွားတာပါလားလို့ဆိုတယ်အနိစ္စလက္ခဏာအတိညာနဲ့ဝင်လာတယ်ဝင်လာပြီးတော့ဒီပိဋိကိုတဏှာနဲ့လည်းမချင်းကပ်ဘူးငါဟာ ဆိုပြီးတော့မချင်းကပ်ဘူးဒေါသနဲ့လည်းတွန်းထုတ်ဖယ်ရှားတာမလုပ်ဘူးเนาะငါငါဟာဆိုတော့မာယွင်းနဲ့ တဏ္ဍနဲ့ဒိဋ္ဌိကိုလေတဏ္ဍဒိဋ္ဌိနဲ့လေပိတိကိုဆွလမ်းမှုမရှိဘူးနောက်တဏ္ဍနဲ့ပတ်သက်ပြီးတော့လေခြင်အောင်ထားတာမခံရဘူးတဏ္ဍကနေလွတ်မြောက်တယ်ကိလေသာတွေနဲ့ရောထွေးပြင်းမရှိပဲနဲ့ပိတိရဲ့သဘာဝကိုဆင်ញင်သုံးသပ်နိုင်တဲ့စိတ်နဲ့ပဲ အပြေးဝတိမြင်နေတယ်ဒါပီတိကိုရှုတဲ့အချိန်လို့ပြောနော်အဲ့တော့တစ်ခုစီတစ်ခုစီသိတာဒီထက်အဲ့ဒါကိုပြောတာအနုပဒဝိပဓမဝိပဒနာစာဒီတရားတွေတစ်ခုစီတစ်ခုစီကိုအဲ့လိုသိချာသိတာနော်ချိုးကြတော့တစ်ခုသိပြီးရင်ဒီအကုန်လုံးကိုသိအောင်မလုပ်တော့ပဲနဲ့ ကျန်တာတွေကိုထုံဤလကောင်းထုံဤလကောင်းလောက်ပြလိုက်တာပေါ့နော်တချို့ကပฏิစိတ်တာတော့ထုံဤလကောင်းနဲ့စိတ်သေးတယ်ပฏิကိုလက်ညှိုးနဲ့ပတ်ပြီးတော့လကောင်းတိုင်းလကောင်းတိုင်းဆိုပြီးတော့အပတ်ရည်မြဲမြဲရအောင်လုပ်တဲ့လူကတော့ရှိသေးနော်အဲ့ဒါတော့အနုပဒဝိပဿနာဆိုတာသေးသေးချာချာတစ်ခုစီတစ်ခုစီသိအောင်လုပ်တာဒါပီတိနဲ့ပတ်သက်ပြီးတော့ အဲ့တော့လောကမှာပိတိဆိုတာ၅မျိုးရှိတယ်တဲ့ပိတိ၅မျိုးကိုလည်းပဲအထက်ကရာရှင်းပြထားရှိတယ်ဒီ level တို့ degree တို့ရှိတယ်အញ្ញံဆုံးပိတိကိုခௌဋိကပိတိလို့ခေါ်တယ်အဲ့ဒီပိတိလေးဖြစ်ရင်ခௌဋိကဆိုတော့သိငယ်တဲ့ပိတိလို့ပြောတယ်ခါဝေးတစ်ချောင်းကဓာရီနှလုံးနဲ့ခௌဋိကာ သိငယ်သောပီတိအသိငယ်သောပီတိရပါတော့ဆိုချက်သိန်းလေးတွေထားသွားတာပီတိဖြစ်ရင်ချက်သိန်းလေးတွေထားသွားတာဟိုတစ်စိကျောက်လို့ချက်သိန်းထားတာပြောတော့မဟုတ်ဘူးเนาะချက်သိမွေးခြင်းထားတယ်ဝမ်းသာပြီးတော့ဖြစ်သွားတယ်ချက်သိမွေးခြင်းထားမှုဒါကိုခௌတိကပီတိလို့ခေါ်တယ်နောက်ခဏိကပီတိဆိုရှင်ထဲမှာတစ်ဖြက်ဖြက်ဖြစ်ဝမ်းသာမှုက တလှလှဖြစ်တယ် ခဏိကပိတိတဲ့ခါကိုးနာကြီးနဲ့ခဏိကခဏိကပိတိနောက်တစ်ခုကတော့အောက်ကန္တိကပိတိအခရာအောနဲ့ကနှလုံးနိုင်ငံနဲ့တောင်းမှုဆင့်အောက်ကန္တိကပိတိအဲ့ဒါကြတော့ဒီကုလုံးကိုလှိုက်ပုတ်တယ်လို့လှိုက်ခတ်ပြီးတော့ ရှင်ထဲမှာလိုက်ခတ်ပြီးတော့ဖြစ်တဲ့ပိဋိလိုက်ဖို့တလို့တလိမ့်လိမ့်တက်လာတဲ့ပိဋိကိုပြောတာနော်တလိမ့်လိမ့်လှုပ်ခတ်ပြီးတော့တက်လာတဲ့ပိဋိရောအောက်ကတိကပိဋိနောက်ပိဋိတစ်ခုကဥပ္ပေကပိဋိဥပ္ပေကဆိုတာဘာတစ်ချိန်နှလုံးနဲ့အခရဥနဲ့ဥပ္ပေကခန်းငယ်နဲ့ ဥပေကပိတိဆိုတာခန္ဓာကိုယ်ကြီး လွင့်ပြန်သွားလောက်အောင်အချိန်ကောင်းတဲ့ပိတိကိုပြောတာအဲ့တော့ပိတိဒါအဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီပိတိအချိန်နဲ့ကိုယ်ခန္ဓာကိုယ်ကြီးကြွတက်ပြီးတော့တချို့ကျန်းတဲ့လွတ်တယ်ဆိုအဲ့ဒီဟာမျိုးဖြစ်တယ်နော်ဒါပိတိအလွန်အားကောင်းပြီဆိုလို့ရှိရင်ဆံရတယ်လို့ပဲကိုယ်သွားခြင်းတဲ့နေရာရောက်သွားတာမျိုးတွေ တီယိုကျွန်းမှာတော့မထေကြီးတပါလဲဖះကိုအာယုံပြုပြီးပီတိဖြစ်ရနေဖះဖះစီကိုရောက်သွားတယ်အမျိုးသမီးငယ်လေးတူလည်းပဲမိဘပေါင်းပွားတွေကအကုန်လုံးဖះသွားကြတယ်သူတယောက်တည်းကြံနေတဲ့အိမ်မှာသူကသွားသူကကိုလေးလက်ဝန်ရှိနေတော့သူ့ကိုမခေါ်ဘူးအိမ်မှာခြံရစ်တယ်အဲ့ဒီမှာသူကဖះကိုအာယုံပြုပြီးတော့ သူတို့များကံကောင်းလိုက်ကြတာဒီနေ့ဖះသွားကြတယ်ဆိုတာကိုအိန္ဒကနေကြည့်ပြီးတော့သူကဖះကိုဖူးမြော်ရင်းနဲ့ပီတိတွေဖြစ်ပြီးတော့ကောင်းကင်ကနေပြန်ပြီးတော့သူမိဘတွေတဲ့အရင်ဖះကိုရောက်သွားတယ်တာတိဟိုကျောင်းမှာဖြစ်ခဲ့တာကိုမှတ်တမ်းတင်ထားတယ်ဆက်လက်နှစ်ခု အဲ့တော့အဲ့ဒါမျိုးဥပိ္ခပီတိလို့ခေါ်တယ်။ပေါ်ပါပြီးပြန်တက်သွားနိုင်တဲ့အနေထားမျိုးထီအောင် ဖြစ်တယ်။ရှိန်ကောင်းတယ်။နောက်ပီတိတစ်ခုကတော့ဖရဏပီတိဖရဏနာကြီးနဲ့ဖရဏပီတိဂွမ်းစီထီတို့ဆိုတာတကူလုံးမှာစိတ်ဝင်သွားတာဂွမ်းစီထီဆိုဝါဂွမ်းကို စီတဲ့စိတ်လိုက်လို့ရှိရင်စီမတိတဲ့အမြင်မရှိတော့အကုန်လုံးစိတ်ဝင်သွားတကယ်လို့စိတ်ဝင်သွားတဲ့ပီတိကိုဖရဏပီတိလို့ခေါ်တယ်အဲ့တော့လူရည်တဏ္ဍမှာဒီလိုပီတိဆိုတဲ့သဘာဝတရားဟာဖြစ်ပေါ်လာနိုင်တယ်တဲ့အဲ့ဒီပီတိကိုရှားတွေ့တယ်ပေါ့ခလားရှာတွေ့ပြီဒီပီတိဖြစ်လာတာလဲထင်းထင်းရှားရှားသိတယ်ပီတိ ခုံသွားတာလဲထင်ထင်ရှားရှားသိတယ်။အဲ့ဒီသိတဲ့အခါမှာအနိစ္စသဘောသိသွားပြီးတော့ဒီတရားနဲ့ပတ်သက်ပြီးတဏှာရကနဲ့တွေ့တာမှုတွေမရှိဘူး။ဓမ္မဟာဓမ္မအနေနဲ့ပဲရှုမြင်သုံးသပ်တယ်လို့